ကျွန်တော်တို့ Microsoft Word တေဘယ်ဇာတ်ကွက်တွေထဲမှာ စာတွေရိုက်ပြီးသွားတဲ့အချိန်မှာ ကိုရိုက်ထားတဲ့စာတွေက တေဘယ်ဇာတ်ကွက်ရဲ့အလဲကောင်စင်တာတက်တဲ့လေးမှာမရောက်နေဘူးဆိုရင်တော့ဒီနည်းလမ်းလေးကိုအသုံးပြုပြီးတော့ပြုပြင်ပေးရမှာဖြစ်ပါတယ်ကျွန်တော်တို့အခုလောလောဆယ်ဒီမှာ Microsoft Word မှာဇာတ်ကွက်ထဲမှာစာတွေရိုက်ထားတယ်ကျွန်တော်တို့ရိုက်ထားတဲ့စာလေးတွေကအခုလောလောဆယ်တီဗီရဲ့အလဲကောင်စင်တာလေးမှာမကြနေပါဘူးဒီတော့ကျွန်တော်တို့ကတီဗီတစ်ခုလုံးကိုဆက်လက်မှတ်ပြီးတော့ ဟုတ်တက်တဲ့ကနေပြီးတော့ပါလာဂရက်ကလူတွေမှာစန်တာကိုနှိပ်လိုက်တယ်ဆိုရင်လည်းဇရားွက်ကြီးတစ်ခုလုံးကပဲကျွန်တော်တို့စာရွက်ရဲ့အလဲကောင်မှာရောက်သွားပြီးတော့အတွင်းထဲမှာကျွန်တော်တို့ရေးထားတဲ့စာလေးတွေကတော့ဇရားွက်ရဲ့အလဲကောင်စန်တာမှာမရောက်နေဘူးပေါ့နော်ဒီတော့ဒီရဲ့စာလေးတွေကိုကျွန်တော်တို့ကအလဲကောင်စန်တာမှာရောက်ဖို့ရာအတွက်ဆိုရင် တေဘယ်တစ်ခုလုံးကိုကျွန်တော်တို့ဆက်လက်လေးမှတ်ပေးထားပါမယ်တေဘယ်တစ်ခုလုံးကိုဆက်လက်မှတ်လိုက်တာနဲ့တပြိုင်တည်းဒီအပေါ်ကတက်ဖားလေးမှာ တေဘယ်ဒီဇိုင်းနဲ့တေဘယ်လေးယောက်ဆိုတဲ့တက်လေးကျွန်တော်တို့တွေ့လာတာကိုတွေ့ရပါလိမ့်မယ်ကျွန်တော်တို့တေဘယ်လေးယောက်ဆိုတဲ့အထဲကိုဆက်ပြီးတော့ဝင်လိုက်ပါမယ်ဝင်ပြီးသွားပြီဆိုရင်တော့ဒီရဲ့နေရာလေးမှာ alignment group ရဲ့မှာကျွန်တော်တို့ကဒီမှာကျွန်တော်တို့က align center ဆိုတာလေးကိုကျွန်တော်တို့ကနှိပ်ပေးလိုက်တယ်ဆိုမှ ကျွန်တော်တို့ဒီမှာစာလေးတွေက တေဘယ်ဇာတ်ကွက်တွေရဲ့အလဲကောင်စင်တာလေးကိုကျွန်တော်တို့ကရောက်လာမှာဖြစ်ပါတယ်ကျွန်တော်တို့အခုဒီရဲ့ alignment တွေကနေပြီးတော့မှ ဘဲဘဘေးကံမဲ့ကျွန်တော်တို့ညာဘဘေးကံမဲ့ပေါ့နော်ကျွန်တော်တို့အထောက်အထည်ကျွန်တော်တို့အားလုံးကိုကျွန်တော်တို့ပြုလုပ်ပေးလို့ရတယ်ပေါ့ဒီတော့ဒီရဲ့နေရာလေးရဲ့နေပြီးတော့မှ align center ဆိုတာလေးကျွန်တော်တို့ကပြုလုပ်ပေးလိုက်မှာပဲတေတေပဲဇာတ်ကွက်တွေရဲ့အလဲကောင်စင်တာတက်တက်လေးမှာကိုရေးထားတဲ့စာလေးတွေကရောက်ရှိလာမှာဖြစ်ပါတယ်ဒါဆိုကျွန်တော်တို့အားလုံးနားလည်လောက်မယ်လို့ထင်တယ်ကိုကိုရန်လက်တွေ့လိုက်ပြီးတော့မှလေ့ကျင့်ရင်းနဲ့စမ်းကြည့်ပေးလို့ရပါတယ်ဒါကတော့ကျွန်တော်ကကွန်ပျူတာအခြေခံသမားလေးတွေအတွက် မျှဝေပေးခြင်းဖြစ်ပါတယ်အားလုံးအဆင်ပြေကြပါစေခင်ဗျာ